မင်္ဂလာပါရှင် Reader for You Channel ကနေကြိုဆိုလိုက်ပါတယ်။ကျမကတော့တင်ဆက်သူဝါလေးပဲဖြစ်ပါတယ်။ဒီနေ့တင်ဆက်ပေးခြင်းတယ်။စာအုပ်လေးရဲ့နာမည်ကတော့ဆီယမခေခေတူရေးသားထားတဲ့ရေကြီးကဆိုတဲ့ဝတ္ထုတော်ကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းတာပဲဖြစ်ပါတယ်။စာအုပ်လေးမဖတ်ပြခင်မှာ Channel လေးကိုလည်း Like and Subscribe လုပ်သွားပြီးကိုတောင်းဆိုလိုက်ပါရရှင်။ဝါဝင်ပြီးဆိုဒီနေ့ AR မြည်ရေကို မြင်နာကနာရွာတွေကအကဲခရပြီဝါဦးရီကိုအောင်မောင်ခမန်းမှုခတ်ပါတယ်တချို့နှစ်တွေမှာကစုံနေုံကလေးကရေလောက်တယ်မောင်သီးရီကတရနေ့ရနေ့စုပ်သွားတတ်တော်လဲအောင်ရီကတော့မြစ်ကိုတလုံးလုံးဖွားလို့မောက်လာတတ်တယ်ထိုကမြည်ရီကတလာကိုတရင်ဧည့်သည်လုံနေတော့တယ်ရေကတရရိတ်တိုးသီးရီနဲ့ကြံကြံတိုးသီးရီဟူရီရှိတယ်ရေတိုးကြံသီးနှစ်တွေမှာ မြေနားရွာတွေတဲကိုချောင်းမုတ်ထူပုတ်တွေကတဆင်တိုးဝင်တော့တယ်ကျမတို့ရွာတွေမှာ ရွာရဲရေဝင်ပြီးဆိုတဲ့နဲ့ရွာလဲပုတ်ပတ်ဆူလီတော့တယ်လူကိစ္စလူပစ္စည်းကတူးတင်ရကျွဲတွေနွားတွေကို အရင်ရွှေဖို့စီစဉ်ရတယ်ရေကချောင်းယိုအတိုင်းဝလုံးတို့ဆင်းဝင်လာက ရွာရှိဘက်ကိုရေဦးထိုးတယ်ဆက်တိုးလို့မရတော့ရွာရဲပြန်လှည့်ကဆမ်းမြုပ်တော့တယ်ဝါဇဝါကောင်တော်တလင်းရေကြီးကိုတော့ ရေကြီးကခေါ်ကြတယ်နှစ်တိုင်းတော့ရွာရဲရေမဝင်ဂျီအောင်သည်နှစ်တွေမှာတော့မျက်လုံးရှံလေးရှိတော်လေရွာရဲဆက်ဆက်သာဝင်နေတိုးတော်တကယ်ရေဝင်ပြီဆိုတဲ့နှစ်မှာတော့ပင်လေကြီးပြေးရတော့လေမြင်းနဲ့ရွာမှာရေတစရဲပြင့်နေတော့ဘဲကြီးကြီးရေတွေမြင်းနားရွာတွေရဲ့လို့ခြေတန်းရှင်အိမ်ဆောက်ကြရမယ့်သူတော်မဟုတ်တိုးတော်နှစ်ထပ်တော့ပြင့်အောင်ဆောက်ထားရတယ်အိမ်အောင်ရေဝင်သည်ဆိုတာက ခစားလောင်းမြုပ်တာကိုဆိုလိုပါတယ်။တို့ကအပေါ်ထဲတနေကြပြီရော။ခြေတရှိအိမ်ဒီမှာတော့လေကလေးတွေအိမ်တိုင်းနဲ့တွဲချီတက်ကြတယ်။အိမ်တိုင်းလေမရှိနိုင်တော့။နောစာချင်းလှူထားတော့တစ်ထွင်းလေထန်းလုံးထွင်းလေကိုနှမျိုးလုံးသုံးထားကြရတယ်။ရေကြီးကရောက်လေရေလွတ်ရာအိမ်ပေါ်ရမှာမိဖို့ကချက်ချပြုတ်ကြရတာဆိုတော့ရေပေါ်အင်္ဂလီတွေကမိခိုးတွေဥလီပြီး ဒီနေ့ကရေစိုကြပြီကိုတိန်တိန်နောစာချင်းလော့ကကူကြရတယ်မိုးကလည်းတီးရေကလည်းတပွေးပွေးဆိုတော့နံပါကြသူတို့စိတ်မောရသည့်အခါဖြစ်တယ်တို့တော့ရေကြီးကဘာမှလုံးစရာမရှိတော့ထမင်းနိုင်ကချက်စားနေတာပဲစားလို့လည်းကောင်းမတော့ရေကလေးပက်စီပက်စီနဲ့ထမင်းဝင်ချက်တော့ညဘက်မှာတရွတ်တရွတ်လှမ်းမကြည့်ရတာကလည်းလမ်းစရာကောင်းလာတယ်မင်းနဲ့နေတဲ့ရေပြင်က ကြောက်မယ်ဆိုရင်ကြောက်စရာမီးရောင်လက်လက်ကလေးတွေကဟိုနေရာဒီနေရာရေတွေတည်းဟီတိုးတိုက်နေတဲ့ချိန်မှာဘယ်လီကလေးများခီးသွောနေကြပါလိမ့်ဟိုးစုကတော့ရွာမေဖြစ်လိုက်မယ်ရွာစဉ်ရွာဆက်ရေတွေကြီးဆိုတော့သူ့အိမ်ကိုယ့်အိမ်ကူးကျင်လို့ပဲလွယ်ရဟန်းတန်ငါတို့မကြွားကြတော့မှ ကိုရင်ငယ်တို့လီလော်ကစုံးကကြွားကြပြီစုံးကလေးကရိုက်ခတ်တဲ့ကြီးစည်တံကိုနားစင်းကြရင် စွန်းတစလောင်းတော့မိအောင်လောင်းကြရတယ်။အိမ်တွေကလည်းတဝက်မြုပ်ပြီးသစ်ပင်တွေလည်းပင်စီလေပင်ရောက်ပြီးငေါစာချင်းနဲ့အိမ်လေကြသူတွေအိမ်လေလုံတော့အိမ်ကလူကဖြိုးကြီးဟကပြန်ခေါ်တယ်။ကြားတဲ့အိမ်ကလက်စစ်ကံပြေးပွဲလို့ဆက်ကဆက်ကအော်ပေးကြတော့အလဲလုံးနေတကောရဲ့လို့မကြမရှိမိလာရေဟေးမိလာဖောင်းကားကောင်ကနွားတွေသွားကြည့်ကြအောင်ဆိုဟိကုန်းမရေရောက်လို့တယ်နော် ညီတော်ရင်လာခေါ်စမ်းဟိရွာရဲရင်ဝင်ပြီးဆိုကြဲကဖောင်းကားကုန်းကိုနွားရီအရင်ပိုးရတယ်နွားစားရီရေလွတ်အောင်လှနေကဲရတယ်ဖောင်းကားကုန်းကဖះကုန်းဖြစ်တော်ရုံရီလောက်တော့လွတ်ပါတယ်တရော်လုံးကနွားရီကျဲရီဖះကုန်းမမဆန်တော့ရေလွတ်ရတော်ထားကြရင်ကြီးရောရရီဒီရောက်လာရလဲရှိတယ်ကြီးရောရဆိုတာကကျမတို့ရွာနဲ့အနည်းဆုံး၄မိုင်လောက်ဝေးတယ် ုံချောရတွေကိုခေါ်ခြင်းဖြစ်တယ်။တချို့ကလည်းကိုဝိုင်းတိုက်ထဲမှာပဲနွားကြံကုန်မြင်မြတီထားကြတာရှိပါရဲ့။အဝေးရတွေကိုမပိုးနိုင်တဲ့နွားရှင်တွေကတော့ဖောင်းကားကုန်းမှာထားကြကရေကြီးလုံးဖျားကုန်းမှာချက်ပြုတ်စားကြရတယ်။နွားတွေရေလွတ်တယ်ဆိုတော့လေနွားလုံးကသေးတော့မဟုတ်။နွားစားခဲရဖျားကုန်းတန်ရှင်းရလူနေလူတိုင်းဆင်းရဲကြ။တမျက်တပြေတစ်နှစ်ကတက်လိုက်တဲ့မြည်ရီ တသက်ကြုံမှုဘူးဘလူစည်းလာသလားမှတ်ရသည်ဒုက္ခရောက်ချက်ကားတော့ဤလူတွေလည်းနေစရာမရှိဘူးနွားတွေလည်းနေစရာမရှိဘူးရွာရဲရင်ဝင်လာတာဓမြဝင်တဲ့အတိုင်းပဲတမြန်တပြေတနည်းဆိုတာပြီးခဲ့တဲ့၃နှစ်ကိုပြောခြင်းဖြစ်ပါရယ်မနစ်ကတမြန်နှစ်ကတမြန်တပြေတနှစ်ကစသဖြင့်သုံးတတ်ကြရယ်တော်ရုံဒုက္ခကိုဒုက္ခထင်ရှားသူတွေမဟုတ်တော့ကြီးတော့ပြောတဲ့ ဒုက္ခရောက်ချက်တော့ဒီတေးသေးမဟုတ်တာကျမနားလေတယ်မိထားရေထာဆန်းငါတပီးရေတွေတိုးလာတာနားတွေကြည်စမ်းဟဲလို့နှိုးရတယ်အဲ့ဒီညကအိမ်မှာဒိုသားမိနှစ်ယောက်တည်းပဲမိခွက်ကလေးတွန်းကနွားချက်မကြည့်တော့နွားတွေဒူးမြုံနေကြပြီဆိုတယ်ကြီးတော်ကအိုကြီးအိုမဆိုတော့ဂရင်မော်တက်တိုင်းနေရပြီတမီးကြီးမကရေထဲကပြက်ပြီးနွားချက်မပြေးကနွားတွေခြေတိုင်းကဖြိုးရတယ် တရလုံးချင်းချင်းနှိုးကြရတဲ့အတန်တွေက အမောင်ကြီးထဲမှာပွက်လို့ရိုက်နေတော့တယ်။ညာကြီးဆိုတော့ဖောင်းကားကုန်းဘက်ကိုမသွားနိုင်။ရေရင်ချီလို့ဆိုင် ရွာတောင်ဘက်တကားကထွက်ကာရေလို့ရရွာတွေဘက်နွားတွေဆွဲတော့ကြရတယ်။ကိုလိုလူတွေကြီးဆိုတော့ကြောက်စရာတော့မရှိ။ကိုရကိုရချိန်ကြီးချင်းကြီးဘယ်နာရှိတယ်ဆိုတာသိတော့တော်တာပေါ့ကြီးငါလည်းမထူးဘူးဆိုပြီးအမေပြစ်သွားရတာကြီး နွားရိပ်ပူပြီးရွာပင်ရောက်တော့မိုးလင်းကနီးပြီးအမေကဂရင်မိုးစပွဲစင်ထိုင်နေတာငုတ်တုတ်ကလေးတာမီနီယောင်သူရသေးတဲ့ဟဲဆိုပြီးအဲ့ဒီကြမှာဖတ်ငူရတော့တာနောက်ရက်တွေမှာတော့အိမ်ချမ်းမင်းမြုပ်တည်တီရေတက်လာခဲ့ပြီးမြေဆိုင်တွေကနီးစက်ရဖုန်ကြီးချောင်းတွေအိမ်မြင်ကြီးတွေပေါ်တောင်းနေကြရတယ်တချို့သပင်ကြီးတွေပေါ်လေးစင်ထိုးကြရတယ်ဆိုပါရဲ့မွေတွေက ရေထဲမှာတန်လန်လန် မြစ်ဘက်ကတင်မောကြီးတွေခုံမောင်းသွားလေလှိုင်းကရွာထဲထိရောက်တော့ဇလုံးမျိုးပကံမျိုးလိုက်စင်ရတာကတလို့ကျမတို့ရောက်မှနေစဉ်ကတော့ရေကြီးကကြုံမူလာတော့လေဒီလောက်ဆိုးရမျိုးမကြုံဘူးခဲ့ကလေးဆိုတာရေကြီးတော့ကိုပဲပြောရတယ်ရေကပြင်းကနေရေရဲကျုံလို့ကြရတာရေမျိုးကစစ်သီးတွေဆဲစားရတယ်တနေကုန်ကြိုထားရတဲ့လက်ပံငောင်းဟင်းလေးချက်စားရတာတွေက ရေကြီးမကြုံရတာမျိုးမဟုတ်လားရေကြီးမကိုကြိုတင်မသိနိုင်လေတော့တနေ့လုံးအချောက်ခံနိုင်ရတဲ့ဘူးဒီကြောင့်ခင်းဒီကြောင့်လက်ပံကောင်းကြောင့်တည်ရသည်ကြောင့်မကြည့်သည်မဲ့ပဲငပိငချောက်မလို့တော်ရှိလို့တော်ရှိကြိုဆူရာကြရတယ်နောဆခြင်းနဲ့လှေလုံရတာကလည်းအရသာရေတို့ရကြလဲကြသလောက်အနေစားစင်းရကြရတယ်ရေကြပြီဆိုတော့လေတရားလုံးညှိစုံနေရလေတယ် ရှင်ဘောစီဘောစီကတော့ရလာရခပ်ပါပြီရေကြမှာတမဆွဲငါးတွေပေါ်တော့ငပိတတ်ကြငချင်းသိတ်ကြရင်ငောင်းတော့ခုံချောက်ပြီဆိုရင်တော့တောင်သူတွေအခင်စင်ကြရပြီတဘာဝကပေးတော့မြင်းနုနုံနုကလေးတွေရလိုက်ပြီမဟုတ်လားမြင်းနုနုဆိုတော့တစ်စီကြိုက်တဲ့မြေသားရပြီအခင်းနဲ့ရေဝင်ပါမှတစ်နှစ်လုံးလောက်ကైစားရတာအဆင်ပြေတယ်ရေကြီးလို့ဒုက္ခရောက်လား တလရဲ့မြေစီ order ကလေးတွေရတော့အပင်ဖြစ်တယ်အပင်ဖြစ်တော့တစ်စစ်တင်တာပိုသွားတာပေါ့ဒုရရီကတော့ရေကြီးကမျောချရရတာဒုက္ခကိုရင်းကဒုက္ခကိုရေသိမ်းချရသူတွေပါလားလို့တွေးရတော့တယ်မြေအောင်တော်လဲရေမွင်သည့်နှစ်တွေများလာခဲ့တယ်တချို့နှစ်တွေမှာ AR စီပင်ပြ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 မရှိရလိုက်ရပဲပြရသည်လဲရှိပါရဲ့ကြီးတော်တို့ပြောတဲ့တမန်တပြေတနစ်က ရေမျိုးကတော့အောင်လုံးလုံးနေကျမတို့မှာမြို့မှာနေတော့လေဒီနေ့ရေဝင်နေရေဝင်မှုဆိုတဲ့သတင်းကိုနားဆင်ကြရတယ်လူစီရင်နောစီရင်ဆိုတော့လေရေကြီးမှတိနဲ့ကောင်းတာဆိုတော့ရေကြီးကမျောချရသူတွေမဟုတ်လားဒီနေ့တော့ဝါစုဝါကမတိုင်ခင်ကပဲမြေကြီးနေပြီကမ်းလုံးတော့မတိုက်သေးရေကြီးကရက်တွေမရောက်သေးတော့လေရွာကလူတွေကတော့ 就就的呢，速速上上谁家要要没？三一你都快要家里收费的，姐姐个他命里过肉，阿乱的。那是个啥别的？都了钱这个，接触面爱的嘛嘞，虽然钱没交完的些。